မင်္ဂလာပါရှင် short study channel ကနေပြန်လည်ဆွေးဆူလိုက်ပါတယ်ဒီ channel ကနေပြီးရရတမျိုးစုံဇလန်းလေးတွေကို နေ့စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းတွေကတော့ကျုံမယားသူစနီးဆိုတဲ့ဇလန်းတွေရဲ့အဆောင်ဆုံးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇလန်းတွေမတင်ဆက်ခင်မှာစမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားဖို့နဲ့ဇလန်းတစ်တီတင်နိုင်မှလည်းသိရှိနိုင်ဖို့အတွက်ဘေးနားကနူတီဘေးလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်ရှင်အခုအစားပြီး ဇလန်လေးကိုစတင်တင်ဆက်ပေးလိုက်ပါမယ်ရှင်။လောက်ကွင်ညတကောင်ရန်ပတ်ဝန်းကျင်တစ်ခလုံးဟာပိမ့်ပိအောင်မှောင်နေတယ်။ဆောင်းအကုံတွေအကူမူလေယူးတစုံစုံတိုက်ခတ်နေတယ်။ထိုအချိန်မှာငှက်ဆိုးထိုးတဲ့ဟာထွက်ပေါ်လာတယ်။ငှက်ဆိုးထိုးတဲ့ကြောင့်တစ်ပင်များပေါ်မှာအိတ်တန်းငှက်တည်းရဲ့အလက်တကြောင်အော်မီပြိုစင်းတန်ဒီဟာစူညံသွားပြီးတခဏကြာမှတော့ပြန်လဲတိတ်ဆိတ်သွားပြန်တယ်။တစီစီအော်မီနေတဲ့ ညပိုးမွားကောင်လေးတွေရဲ့အတံများမှာပြင်းရည်ညီမွေဖွယ်ရဖြစ်တယ်။စီစဉ်ထားတဲ့အတိုင်းသူစတင်လှုပ်ရှားလိုက်တယ်။အဝတ်ဗီဒီယိုထဲမှာအသင့်ပြင်ထားတဲ့တစုံတရာကိုယူပြီးခါးကြတဲ့ကိုထိုးထည့်ကအပေါ်မှာကုတ်အင်းကြီးကိုထောက်ဝက်လိုက်တယ်။အဲ့ဒီနောက်စာကြည့်စပွဲပေါ်မှာဖန်ထုံးပြစ်ဖိထားတဲ့စာကိုဖတ်ကြည့်လိုက်ပြီးကျေးနှက်ပြုံးပြုံးလိုက်ပြီးထိုစာခောက်ကိုဖန်ထုံးပြစ်ပြန်ဖိထားလိုက်ပြန်တယ်။နောက်ဆုံးပိတ်အနေနဲ့သူစီစဉ်ထားသည့်တို့ကို ဟာကမရှိအောင်ထပ်မံပြီးစစ်ဆေးလိုက်တယ်။အလုံးပြည့်စုံတဲ့အခါမှာတော့သူလှုပ်ဆောင်ရမယ်အဓိကအလုပ်ကိုလှုပ်ဆောင်ရန်အတွက်လေကားမှာဖြစ်ဖြစ်နဲ့မှန်မှန်စဉ်းလာခဲ့လိုက်တယ်။တတိချင်းတလန်းချင်းဖုံးတော်ကြီးဦးဝိမလရဲ့တောရကြောင်မှာမြို့မနီးရွာမနီးမှာတိဆောက်ထားတာကြောင့်သူ့အိမ်ထဲတော့ဝေးခွန်လာသည်တုံးမဆိုတာသူ့မိဘတွေမကွယ်လွန်ခင်ကလေးကဖုံးတော်ကြီးနဲ့ဆရာရင်တခါများဖြစ်ခဲ့ကြလေတယ်။သူ့လက်ထက်ကိုရောက်လာတဲ့အခါမှာလဲ ။ဝီနီးနဲ့ညီတဲ့ဖုံးတော်ကြီးကိုကြည်ညိုလေးစားကလိုအပ်သမျှမပြတ်တမ်းလှူဒန်းဖြစ်ခဲ့ပြန်တယ်။ဖုံးတော်ကြီးကလည်းသူ့ကိုတန်ဖိုးရှိတဲ့အစုံမှဩဝါဒတွေကိုစေတနာထက်တန်စွာနဲ့ဟောပြောညွှန်ပြစမြဲပြင်ဖြစ်တယ်။ဖုံးကြီးចောင်းသူရောက်တဲ့ခါမှာတော့ဆရာတော်ကိုဥချကြတော့ပြီးသူ့အသိဉာဏ်လာတဲ့စာအိတ်တိတ်ကိုကတ်လူလိုက်တယ်။ဒီစာအိတ်ကိုမနှက်ဖန်မနှမဖွင့်ကြည့်တော်မူပါဖရာလို့လဲရှောက်ထားလိုက်လေတယ်။သူရှောက်ထားတဲ့စကားကြောင့် ဘုန်းကြီးမအံ့အားသိရတော့လေခက်မစိတ်ပင်နေတော်မူလေတဲ့တကကြီးကျမကြီးကကောင်းရဲ့လားဒီလိုပါပဲဖေဟာခန္ဓာရှိရင်ဝေဒနာရှိစမြဲပေါ့တကရဲ့တကလို့လူမှုရေးဘာသာရေးလူရေးတန်းရေးမပြတ်တမ်းဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ဟာအသက်ရှည်မှာပါတင်မဖေဟာဘုန်းကြီးကတော့တကကိုချီးကျူးမိတယ်တကဟာငွေကြေးလူကိုတောင်မက လူတကာပြုတ်နိုင်ခဲ့တဲ့လူကိုပါလှူဒါန်းနိုင်ခဲ့တဲ့ပုဂ္ဂိုလ်ပါဒါနဲ့တကမလေးရော နေကောင်းရဲ့မဟုတ်လားကောင်းပါတယ်ဖေဟာအဲ့ဒီနောက်ဘုန်းကြီးဟာသူ့ကိုတရားတဖို့ဟောပြောချင်းမြင်ပေးတယ်တရားအဆုံးမှာတော့အဲ့ဒါပဲတခါရဲ့ပြုသူအသေးပြုသူအဟောင်းဆိုတာဘဝဘဝတည်းရဲ့ကံအကျိုးပေးတွေဟာလူတွေရဲ့နောက်ကိုအရေးလိုထက်ချက်မကွာလိုက်နေတာအဲ့ဒါကိုမကြည့်ပဲငါ့ကိုသူကဒီလိုလို့ရင်သူ့ကိုငါဟိုလိုပြန်လုံးလိုက်မယ်ဆိုတာအကုသူရဲ့ငရဲဝင်မှာအဖန်ဖန်တလဲလဲခံနေကြရအောင်ပါပဲကွမှန်ပါဖေဟာ ဖုန်ကြီးကျောင်းမအပြန်လန်းတစ်ချောင်းလုံးမှာသူ့ရဲ့အသွေးတွေဟာလွန်ခက်တဲ့အသိစီတို့တရရရွေးလေမျောပါနေလေတော့တယ်သူ့ရဲ့မိဘနှစ်ပါးဟာရှမ်းပြည်နယ်အစွန်အဖျားတောင်ကျန်းဒေသစွန်နားရွာမှာတစ်သီးချံများပိုင်ဆိုင်လုပ်ကင်ကြပြီးသူဟာတအုပ်တဲသောသားဖြစ်လေတယ်သူ့ကိုယ်သောငစင်ကလေးကပင်မန္တလေးမြို့သို့ပို့ကာကျောင်းအိမ်ကျောင်းစားထားပြီးပညာသင်ယူစေခဲ့တယ်သူဟာတနေ့တခါကြောင်းပိတ်ရရှိပိမ့်မှသာမိဘများစီတို့အလဲပြန့်ခွင့်ရပြီတဲ့ ဒီလိုနဲ့နှစ်ကလာများကြာလာတဲ့ခါမှာတော့သူဟာဘွဲရခက်လေတယ်အဲဒီနောက်သူဟာလွမ်းမော့ခဲ့ရတဲ့မိဘများရှိရာမွေးရမြေတို့ပြန်လာခဲ့လေတော့တယ်မိဘနှစ်ပါးကို အနားယူစေရေးတစ်တီးချံစီးပွားရေးလုပ်ငန်းတွေကို သူကိုယ်တိုင်ဦးစီးကအလုပ်သမားများနဲ့လုပ်ကင်ခဲ့လေတယ်မိဘတွေဟာလည်းစီးပွားရေးကိစ္စအလုံးကို သူ့ထံမှလွှတ်အပ်ပြီးဖျားတရားအလုပ်ကိုစိတ်အေးချမ်းသာစွာလုပ်လေတော့တယ်လူကြတန်းကြတယ်နှစ်စဉ်နှစ်တိုင်းမြမပြေအနှံ ဖယားဖူထွက်ကြလေတော့တယ်ဒီလိုနဲ့နေလာခရာတနစ်သားဖယားဖူကသိမ့်မောက်ပြီးမိဘနှဘာကွယ်လွန်ခရရလေတော့တယ်သူ့မှာဆွေမျိုးသားချင်းနေပါပြီးထိုဆွေမျိုးတီဟာလေပြည်ပနိုင်ငံမှာသာအခြေချနေထိုင်ကြတာမို့မိဘများမရှိတော့တဲ့ခါမှာတော့သူတယောက်တည်းဖြစ်ခဲ့ရလေတော့တယ်တက်တီးချန်လုပ်ငန်းမှာစိတ်နစ်ပြီးအလုပ်သမားများနဲ့တပြော်တပါလောက်ကင်လာခရာအခုအခါမှာတော့သူ့အတန်ဟာ90စွန်းစားပြုတ်နေလေပြီဖြစ်တယ် သူ့ချက်ပြုတ်ကျိုးမွေးရန်နဲ့အနီးကစောင်းလျှောက်ရန်အတွက်အလုတ်သမားများထဲမှာသူ့အပေါ်ကျိုးနေရသေးတယ်။မိဘမဲ့တကောင်ချက်ဖြစ်သူစိုင်းနုဆိုတဲ့လူငယ်လေးကိုသူ့အနားကိုခေါ်ထားရလေတယ်။ဒီလိုနဲ့နေလာခဲ့ရမှာထူဆန်တော်နေ့တနေ့မှာအနည်း90လုံးလုံးအိမ်မောကြနေတယ်။သူ့ရဲ့အသေးနှလုံးတို့ကို စွဲကင်လှုံရပြစ်ခဲ့တဲ့အချစ်ဆိုသည့်အရာကိုတည်တီးချံအလုတ်သမားလေးမမြန်လေးထံမှာတွေ့ရှိခဲ့ရလေတယ်။မြင်မြင်ချင်းချစ်မြတ်နိုးခဲ့ရပြီး မမြနီရဲ့အကြောင်းကိုသူစုံစမ်းရနေတော့တယ်မိဘများမရှိကြတော့ပဲအတော်ဝမ်းကွဲမိသားစုနဲ့စင်းရဲညွညင်ပြင်းမှန်းစွာကက်ရက်နေရတဲ့မမြနီရဲ့ဘဝကို သူသိရှိရတဲ့ခါမှတော့ပို၍ပင်တနာမိလေတော့တယ်ဒါကြောင့်အချိန်မဆွဲတော့ပဲရမီရဖလူကြီးများမမြနီရဲ့အတော်ဝမ်းကွဲစီတို့နားဖောက်ကြောင်းလန်းစေပြီးမမြနီကိုသူဟာလက်ထပ်ပေါင်းသိမ့်ခဲ့လေတယ်ကိုကြီးကိုမြနီရ ကာယကံဝစီကံမနောကံနဲ့ပြမမိတာရှိရင်ကတော့ပြီးတောင်းပန်ပါတယ်ရှင်ခွလွတ်ပေးပါနော်ကိုကြီးလေမာလိုက်တာမြကလေးရဲ့ညစဉ်အရာဝင်ချိန်တိုင်းချစ်မရမြကလေးဟာသူ့ကိုထိုးထိုးကတော့ပြီးမှအိတ်လေးရှိတာကိုနှလုံးပီတိဂွမ်းစီထိတကယ်သူသူ့ရင်ထဲမှာညှို့နှိုးရပြီတယ်ဟောဒီမှာကိုကြီးအကြိုက်စိတ်ကလေးစားရင်မြလေးချက်ထားတယ်အាយပါရစားစမ်းပါကိုကြီးရဲ့ဒါကဟင်းရဆုံလေးဟင်းချူဒါလေးကတည့်ရချင်းတုံလေး ။ငပိရည်နဲ့ဖြော်လို့အတုအမြုပ်ဆုံဆုံလေးကိုလေကိုကြီးကြိုက်တယ်မဟုတ်လား။ကိုကြီးကဘာဟင်းနဲ့ပဲဖြစ်ဖြစ်စားပါတယ်မြကလေးရဲ့ကျုံမရလေးပင်ပန်းလိုက်တာကွာ။အိုးမြကလေးချစ်တဲ့ကိုကြီးအတွက်ဒီလောက်လေးလှုပ်ပေးရတာမပင်ပန်းပါဘူး။ပျော်တော်ပျော်သေးတယ်သိရဲ့လား။တနေ့တနေ့နေထွက်ကနေနေဝင်ထိကိုကြီးကိုချစ်နေရတာနဲ့တင်အချင်းတွေဘလို့ကုံသွားမှန်းကိုမသိဘူးကိုကြီးရဲ့ပြောတတ်လိုက်တာမြောက်လေးရဲ့လာပေါင်းချစ်စရာကောင်းပြောတတ်တဲ့ပါဇက်လေးကို စုချချင်လို့အာတွားကိုကြီးနော်ဟွန်းဟာဟာဟာကျုံမရသူစနီသူဟာသူ့ဘဝရဲ့အိုအေးစစ်လေးဖြစ်တယ်မယားအလိမ်မာမြကလေးကိုတတ်နိုင်ရင်အာကဒွန်းတဲမှာငုံထားချင်လောက်အောင် ချက်မြတ်နုခဲ့ရနေတယ်သူထံအသက်ထောက်ဝမကငယ်တဲ့မြကလေးကိုဇနီးမယားတယောက်လိုသားမကနှမထွေးလေးလိုပါ သူဟာစင်နာမိပြန်တယ်မြကလေးတီသာ သူ့ဘဝမြကလေးတီသာသူ့ကဘာမြကလေးတီသာ သူ့အသေးနှလုံးရဲ့ပိုင်ဆိုးသူဧဂရီတခင်မတဘာပင်ဖြစ်လေတော့တယ်။နောက်မကြခင်မှာပဲသူနဲ့မြကလေးတို့ရဲ့ပောက်ဖွာလာမယ့်ရင်သွေးလေးများဟာတတိချန်ထဲမှာပြေလွန်ဆုံကစားကြပြီတော့မယ်လို့တွေးရင်သူ့ရဲ့ရင်ထဲနှလုံးသားလေးဟာလိုက်လေပူနွေးလာခရနေတယ်။ကုကြီးကုကြီးရဲ့ဘာတွေများတလောက်တောင်စဉ်းစားနေတာလဲလို့မြန်လေးရခွန်ရတာမကြောက်ဘူး။အော်ကုကြီးနဲ့မြကလေးတို့ရဲ့အနာကပ်ကိုစဉ်းစားနေတာပါကွာ။အဲ့ဒါဆိုရင် မြလေးကိုပြောပြပြောပြရင်တော့အရှိကြီးပဲမြကလေးရဲ့ကိုကြီးကဒီနေ့ကနေနောင်အနှစ်တင်ရာဒီကိုစဉ်းစားထားတာကွာမြကလေးလည်းသိချင်တာပေါ့ကိုကြီးရဲ့ကဲအဲ့လောက်သိချင်နေရင်လည်းဇတိတဘောနဲ့နည်းနည်းလေးတော့ပြောပြမယ်နော်ဟုတ်ကဲ့ပါကိုကြီးမြလေးကိုကိုကြီးအတွက်တသားမိမိလေးတွေဆက်ရောက်လောက်မွေးပေးခိုင်းမယ်လို့စဉ်းစားနေတာကွာဟာကိုကြီးကလည်းနားရှက်စရာတွေတကယ်ပြောနေတာပါမြကလေးရဲ့ အထီးကျန်နေတဲ့ကိုကြီးရဲ့ဘဝကိုမြကလေးနဲ့တွေ့မှစူပြေလန်းဆန်းလာရတာအဲ့ဒါကြောင့်ကိုကြီးလေတာသမီးတွေအများကြီးနဲ့တိုက်တိုက်ဝင်းဝင်းလေးနေချင်းနဲ့ခေါဒီတစ်တီးအိမ်ကြီးနဲ့တစ်တီးချန်နေတယ်မှာကိုကြီးနဲ့မြကလေးတို့ရဲ့တာသမီးတွေပြေလွန်ဆော့ကစားရီမောနေတာကိုမြင်ချင်းကြားချင်လာပြီကွယ်ကိုကြီးကိုကလေးမြမြမွေးပြီးတော့မြကလေးနော်တီဟူညလေးကိုလှုပ်ပေးပါဦးကိုကြီးရဲ့စိတ်ဖလူပန်းနေတွားကောက်လိုက်ဦးမယ်နော်မရဘူး လွတ်မပေးဘူးကလွတ်ပေးစေချင်ရင်ကိုကြီးကိုကလေးများကြီးမွေးပေးပါမယ်လို့ပြောမှကဲမွေးပေးပါမယ်တဲ့ရှင်ကိုကြီးကိုများကလေးကကလေးအယောက်တရာမွေးပေးပါမယ်ကျင့်တ်ပြီလားဟာဟာဟာသူနဲ့များကလေးတို့ဟာတဦးနဲ့တဦးချစ်ခင်ကျင်နာယူရရင်မဝနိုင်လောက်အောင်ပြီးမိုးမမြင်လည်းမမြင်အချစ်သမုတ်တရားကြီးတဲ့လက်ပြကူးခတ်နေမိလေတော့တယ်ဒီလိုနဲ့သူတို့လင်မယားပျော်ရှင်စွာပေါင်းသိနေထိုင်လာခဲ့ကြသည်မှာအိမ်တော်တန်း သုံးနှစ်တော့ပင်တိုင်ခဲ့နေပြီဖြစ်တယ်။အเจ้าမတိုက်ဆိုင်သေးသည်ထင်နေမြုံလိနေပြီတဲ့ရင်သွေးရတနာဟာလည်းမရသေးပြီ။ဒါအပြင်သူ့မှာယောက်ျားဆွမ်းအားချွရွနဲ့ဝေဒနာကိုခံစားရနေတယ်။အကောင်ဆုံးသမားတော်များနဲ့ကုသခဲ့ပါတော့လေ။အเจ้าမထူတော့ရဲ့သူဟာလက်လျှော့လိုက်ရနေတော့တယ်။ကံကြမ္မာဟာသူ့ကိုရက်ဆက်ခဲ့လိပြီဖြစ်တယ်။တပိပိတလိလိနဲ့ပင်ပန်းဆင်းရဲသောတောကများဖြစ်စည်းနေတဲ့သူဟာသူတို့ရဲ့အိမ်တော်တဲ့ငါးနှစ်မြောက်တဲ့နေမှာ ယတိပြန်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်နေတော့တယ်။ငယ်ရွယ်နုပြူကစူဖြိုးတက်ကြွလှပနေတဲ့သူ့ရဲ့မယားမြတ်လေးကိုသူ့ဘက်ကအိမ်တော်ရေးတာယာမှုကိုမပေးစားနိုင်တော့ဘူး။ဇရာအရွယ်ရောဂါတွေဖြစ်တဲ့သူ့အနောင်းကိုထားကခြောက်တွေ့ပြီးတာယာမှုကင်းမဲ့တဲ့ဘဝကိုမြတ်လေးကိုမပေးရနိုင်ဘူး။သူ့မယားကိုတကယ်ချစ်ရင်သူဟာဆွတ်လွတ်ပေးရမည်သာဖြစ်တယ်။ဒါမှသာတရားနည်းလမ်းကြပြီးလိမ့်မယ်။မြတ်လေးရဲ့ဘဝရှေ့ရေးအဆင်ပြေချုံမှုအေဂျင်စီရန်အတွက် အကောင်ဆုံးဆောင်ရွက်ပေးရမည်မှာသူ့ရဲ့တာဝန်ပင်ဖြစ်ပေတယ်။သူ့အတဲ့နှလုံးကိုသူ့ကိုယ်တိုင်နှင်းချိန်ပြီးအစီအစဉ်တစ်ခုကိုအကောင်ထည်ပေါ်လိုက်နေတော့တယ်။သူ့တစ်ဖက်ကျော်စိုင်းနှွန့်နဲ့မမြလေးကိုသူ့ကိုယ်တိုင်ပေးစားခဲ့လေတယ်။သူ့ရဲ့မျက်စိအောင်မှာမြကလေးကိုစိတ်ချနှဆထားချေတဲ့ပြေအင်ကြီးရဲ့အပေါ်ထပ်မှာသူနေပြီးအိမ်အောက်ထပ်မှာစိုင်းနှွန့်နဲ့မြကလေးကိုလင်မယားကိုနေထိုင်ကြရင်စီစဉ်ပေးလိုက်လေတယ်။တင့်တော်တဲ့အချိန်တစ်ခုမှာသူတို့လင်မယားအတွက် သူ့ပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတချို့ကိုခွဲဝေပေးဖို့သူဟာစဉ်းစားထားလိမ့်တယ်။စိုင်းနှင်းနဲ့မြကလေးတို့ဇနီးမောင်နှံသူ့အပေါ်မှာ ကျိုးနေယူတည်ကြပြီးတတ်ဆန်းသမျှပြုစုလောက်ကင်ပေးကြသဖြင့်သူ့မှာစိတ်ချမ်းသာခဲ့ရနေတယ်။သွေးသားရင်းချဆွေမျိုးမရှိတဲ့တကူတဲ့သမားသူ့အဖို့တော့တတို့လူများဒီသားအရင်ဒီဆုံးအယုံကြည်ရဆုံးမိသားစုဝင်ဖြစ်လေတော့တယ်။ဒီလိုနဲ့နေရမြန်စွာကုံလွန်လာခဲ့ပြီးသူ့စိတ်တွေ အေးဆန်းလာရတဲ့အချိန်တို့ရောက်လာကမှအမျိုးမြင်မပေါ်တတ်တဲ့ဝေဒနာကို သူဟာခံစားခဲ့ရပြန်လေတယ်။ခုတလို့သူ့မှာနေရင်ထိုင်ရင်နဲ့ပင် မောမောလာလေတယ်။ခြေတွေလက်တွေလေးလံနေပြီးအစာအတော့ပါပြက်လာခဲ့လေတယ်။ဆရာဝန်နဲ့ပြသခဲ့တော့လေအသက်အရွယ်ကြောင့်အားနေချင်းတာဖြစ်တယ်။တခြားတွေတွေတူတူယောဂမရှိဟုသာအဖြေရခဲ့လေတယ်။စိတ်တက်ကြနေတဲ့သူ့ကိုမမျှလေးတို့လင်မယားဟာအစံကိုဂရုတစိုင်ပြုစုပေးခဲ့ကြလေတယ်။ သူ့အတွက်နဲ့အဲ့အပြည့်အစာပြက်ခံကစိတ်ချေလက်ရှိပြုစုပေးကြတဲ့မမြလေးနဲ့ဆိုင်းရတွလင်မယားကိုသူဟာကျေးဇူးတင်ကတာတို့အချင်းချင်းခေါ်ခဲ့ရနေတော့တယ်။ယနေ့ညမှာမိတို့ဖြစ်တည်မတည် သူ့မျက်လုံးတွေဟာကြောင်နေကအဲ့ရမပြောဖြစ်နေရလေတဲ့အိပ်ပြောစီရင်ပြားရည်နဲ့ရင်းနှွေးပူပူလေးကိုဖျော့တော့မှဖြစ်တော့မယ်။အိမ်အောက်ထပ်ကိုစင်ကထမင်းစားခန်းထဲသို့သူဟာဝင်လိုက်တယ်။ကဲ့ရဲ့အခန်းမှာမမြလေးနဲ့ဆိုင်းရတွလင်မယားအခန်းဖြစ်တယ်။ သူ့ကိုပြုစု၍ပင်ပန်းနေကြတဲ့သူတို့လူများကို သူကြောင့်အေးမပြတ်စေခြင်းတည်းစေတနာနဲ့ခြေနှံကိုဖောက်ပါနေကကြောင်အိမ်ပေါ်မှာပြားရီဘူးကိုယူရန်လက်အလန်းမှာမမြလေးတို့ခန်းထဲမှာခက်အုပ်အုပ်စကားတန်ကိုကြားလိုက်ရနေတယ်သူ့စိတ်ထဲမှာတော့မတုံးမတန့်ခန်းစားရပြီးအခန်းနီရန်ကိုနားကပ်ပြီးနားထောင်လိုက်နေတယ်မိမငါတို့ကြံအဆင်ပြေတယ်မဟုတ်လားယောက်ျားမြင်တဲ့အတိုင်းအဖိုးကြီးကရဲ့ရဲ့လေးပဲကြံတော့တယ်လေပြပီကြီးတော့ရှိပါစေကွာ ။အိုးသူနေတိုင်းစားမဲ့ထမင်းဟင်းတွေကရင်းနှီးတက်ဘူးတဲကိုပါအဲ့ဒီအမုံတွေခတ်ထားတာပဲ။အဖိုကြီးနင်းနေမှမရိပ်မိဘူးရှင်။ဒါနဲ့ယောက်ျားရဲ့အဲ့ဒီအမုံတွေကဘာမုံတွေလဲရင်ပိုးတက်စေးမုံပါကွာ။မင်းတို့ထမင်းကြီးတဲ့ခါတိုင်းတနည်းကိုနင်းနေချင်းခတ်ခိုင်းတာအဖိုကြီးတဖြည်းဖြည်းနဲ့လုံးဝပါပြီးတည်အောင်လို့ပေါ့။အဲ့ဒါမှလူတွေအမြင်မှလည်းနာရာရှိယောဂနဲ့တည်တာလို့ထင်မှာပေါ့ကွာပြောကူမပြောချင်ပါဘူးယောက်ျားရဲ့မနက်ကလည်းမောလို့ လာတွဲပါအောင်တယ်နီသွားတိတ်ရသေးရဲ့တည်လားတေကန်ဒီမှာရိတ်ခါယူနေတဲ့အဖူကြီးပါတော့စိတ်ရှိပါကွာငါတို့လင်မယားရွှေပုံပေါ်မှာဆန်ရဖို့နီးနေပါပြီမိမယားကြားလိုက်ရတဲ့စကားတို့ကြောင့်သူ့ရဲ့ခေါင်းထဲမှာမိုက်ခနေဖြစ်သွားပြီးလက်တီးကိုကြစ်ကြစ်ပါအောင်ဆုပ်ကအန်ကို တင်းတင်းကြိတ်ထားမိလေတဲ့သူခန်းစားနေရတဲ့ဝေဒနာမှာဒင်းတို့လက်ချက်ပြမှန်တိလိုက်ရပြီးဒေါသစိတ်ကြောင့်အตาများတဆက်ဆက်တုံနာခဲ့ရနေတော့တယ် သူတို့ရှိရာတို့ချက်ချင်းပြေးသွားပြီးတကုတ်ကုတ်လုပ်ရင်သူကြံစီလိုက်တယ်။ဒါပေမဲ့သူစီစဉ်စရာရှိသည်ဟုစီစဉ်ရဦးပေမို့သူ့စိတ်ကိုတည်ငြိမ်အောင်ထိန်ပြီးအပေါ်ထက်တို့အတအယာပြန်တက်ခဲလိုက်နေတော့တယ်။အသိစီတို့အသွေးလွနေမိတဲ့သူဟာသူ့အိမ်ကိုလှမ်းမြစ်နေရတဲ့နေရာသို့ရောက်ခါမှာတတိပြောင်းဝင်လာခဲ့ပြီးအတွေးအဆကိုဖျက်လိုက်ရလေတယ်။အဲဒီနောက်မွေးဖွေးကပိုင်းနိုင်မိတဲ့သူ့အဖြစ်ကို သူပြန်ရည်ရှင်လာပြီးအတန်နဲ့ချင်းနဲ့အားရပါရ ။အော်ဟိကြီးမောလိုက်နေတော့တယ်။ဟာ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 ။လေကမှတထေချင်းတလန်းချင်းဆင်းခဲ့ပြီးစိုင်းနှုတ်နဲ့မမြလေးတို့အိတ်ခမ်းဥပါသူဟာတိုးဖွင့်လိုက်တယ်။စိတ်ထားတဲ့တကားမှအလွယ်တကူပွင့်သွားနေတယ်။အိတ်နေကြတဲ့လင်မယားနှစ်ယောက်မှလက်နိုးလာကြပြီးညနေတကောင်အချိန်ကြီးမှာမလာစဘူးအလာထူးတဲ့သူ့ကိုအံ့အားသင့်တဲ့အကြည့်များနဲ့ကြည့်ကအိတ်ရထဲမှာကပုတ်ကယိုထပ်လာခဲ့ကြနေတယ်။ဆရာကြီးဘာခိုင်းရှင်လို့လဲနှစ်ယောက်လုံးကို သူဟာအေးဆက်ဆက်ပြုံးပြလိုက်ပြီးမင်းတို့လူမယားကိုခရီးသွားခိုင်းမလို့ကွာဘယ်ကိုသွားရမှာလဲဆရာကြီးငရဲပြည်ကိုသူဟာခါးကြထဲမှာတနက်ကိုဆွဲထုတ်လိုက်ပြီးသူတို့ကိုချိန်ရွယ်လိုက်တယ်မင်းညာကမင်းတို့ပြောတဲ့စကားတွေကိုငါအကုန်လုံးကြားပြီးပြီကွာကျေးဇူးရှင်ဦးမှာကျေးစွတဲ့လူရောက်မှာလဲမယားကိုင်းပထမဦးဆုံးကြည့်တဲ့တောင်းကအကြောက်လွန်ကကြက်တည်တည်နေတဲ့စိုင်းနှုတ်ရဲ့ရင်ဝါတို့ဒုတိယကြည့်တဲ့တောင်းဟာသူ့ကိုလက်အုပ်ချပြီး မတက်ရန်တောင်းပန်နေတဲ့မမြလေးရဲ့ညစ်ထင်းနေတဲ့နှလုံးသားတက်တဲ့စီတို့ပြင်းထန်တဲ့ပောက်ကွဲတန်ချီနှစ်ချက်ဖြင့်ကျမ်းပြင်ပေါ်သို့လဲကျသွားတဲ့သူတို့ရဲ့မျက်လုံးများမှာထိတ်လန့်ပြူးချိန်ဝိုင်းဆက်လျက်သူရဲ့ထဲမှာသူတို့ရဲ့ခန္ဓာကိုယ်များလူးလွတ်နေကြပြီးတခဏကြာမှတော့ငြိမ်သက်သွားကြနေတော့တယ်သူတို့ရဲ့တည်ဆုံခြင်းကိုအတိပြုလိုက်ပြီးအနီရှိကလတ်ထိုင်ပေါ်မှာထိုင်ပြီးသူဟာခက်တအမောဖြေလိုက်တယ်အဲ့ဒီနောက်တနက်ကင်ထားတဲ့သူ့ရဲ့လက်မှာ အပေါ်တို့မြောက်တက်လာပြီးတတရကြီးတောင်ဟာသူ့ရဲ့နှထင်တက်တဲ့စီတို့ပိန်ပိအောင်မောင်းနေတဲ့လက်ခွင်ညတစ်ခေါင်ရံချိန်မှာတော့ကျဲလောင်မြီဟီးဆောင်ပောက်ကွဲတန်သုံးချက်မှာဆင့်ကဲပြီးအိမ်မဲကြီးစီမှာထွက်ပေါ်လာနေတယ်။နောက်နေ့မနက်မှာတော့ဖုံးတော်ကြီးဦးဝီမလဟာကပ္ပယံကြီးကိုဆစ်လို့ပြီးတတင်းပြီးအကြောင်းကြားခိုင်းတာကြောင့်မြို့ပေါ်မှာတက်ဆိုင်ရအဖွဲ့များဟာအိမ်မဲကြီးစီတို့လာရောက်စစ်ဆေးခဲ့ကြနေတော့တယ်။အိမ်အောက်ထပ်အိမ်ခန်းတောင်မှာ ရင်ဝမှာကိုစီတန်ရတဲ့လဲကြတည်ဆုံးနေတဲ့အသက်30ဝန်းကျင်ခန့်အမျိုးသားအမျိုးသမီးနှစ်ဦးနဲ့ခက်လန်းလန်းကလထိုင်ပေါ်မှာထိုင်လျက်အနေထားနဲ့နှစ်ထင်းမှာဖောက်ဝင်တန်ရနဲ့တည်ဆုံးနေတဲ့အသက်50ကျော်ခန့်လူကြီးတဦးတို့ကိုတွေးပြက်ဖွယ်ရာ မြင်တွေ့လိုက်ရနေတော့တယ်အပေါ်ထက်စာကြည့်စပွဲပေါ်မှာဖန်တုံးပြစ်ဖိထားတဲ့စာတစောင်နဲ့ဖုံးတော်ကြီးဦးဝီမလောက်ကိုကက်လူခဲတဲ့စာအိတ်ထဲမှာစာလေးကိုပုပ်ကိုတဦးကအတန်ထွက်ရဲ့ဤသို့ဖတ်လိုက်နေတယ် ပထမစာတစောင်းမှာဖုံးတော်ကြီးဦးဝီမလာထံသို့တပည့်တော်ပိုင်ဆိုင်နဲ့တတိချံများနဲ့နေအိမ်ကြီးကိုဖုံဖုံကိုလှူဒန်းခဲ့ပါတယ်။ဗုဒ္ဓသာသနာ ပြန်ပေါ်ထွန်းကားရေးအတွက်ဖုံဖုံတင့်တော်တို့စီမံမှာဖျား။ဆိုင်ဝနာဒုတိယဆံကတော့ခွေထံမိုက်တဲ့လူရုပ်မှလင်မယားကိုတေတံအပြစ်ပေးလိုက်တယ်။ရှုပ်ထွေးပွေလီလာတဲ့လောကကြီးမှာမနေလိုတော့တာကြောင့်ကျွန်တော်ဟာလေကိုကိုကိုစူဆိုင်လုံးလိုက်ရပါကြောင် ဆိုင်ဝနာချစ်ပြည့်သူများရှင်ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့ကျုံမယားသူမိမဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီ။နောက်ရက်များမှာလည်းဒီလိုဇာတ်လမ်းကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စမတရဲ့ channel လေးကိုစောင့်မျှော်လို့နားဆင်အားပေးခဲ့ပါအောင်ရှင်။ဒီနေ့မှနားဆင်အားပေးခဲ့ကြတဲ့ချစ်ပြည့်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။